ဆိုရှယ်မီဒီယာဆွဲလန်းခြင်းကစိတ်ကြမ်းမာရေချိုးယွင်းမှုများဖြစ်ပေါ်စေနိုင် generation set ဒါမှမဟုတ်1998ကနေ2024ခုနှစ်အတွင်းမွေးဖွားသူတွေဟာဆိုရှယ်မီဒီယာကိုအလွန်ကျုံသုံးပြုနေတာကိုတွေ့ရပါတယ်ဒီလိုဆိုရှယ်မီဒီယာကိုဆွဲလန်းခြင်းကြောင့်စိတ်ကြမ်းမာရေချိုးယွင်းမှုတွေဖြစ်နိုင်ခြေရှိကြောင်းထားနိုင်ငံအမျိုးသားစီးပွားရေးနဲ့လူမှုရေးဖော်ပြသွတ်တဲ့ရေးကောင်းစီ NESDC ကသတင်းထုတ်ပြန်ထားတာကိုတိုင်းကနေယူမှာဖော်ပြထားပါတယ်။ Generation Z တော်တော်များများဟာကိုယ်ပိုင်ဖို့ပြောတော့တဲ့မှုခီးသွွားလုပ်ငန်းကနေဝင်ဝင်ရရှိပုံနဲ့ social media ကနေသစိမ်နိုင်ငံသားဘာသာစကားကျွမ်းကျင်မှုတိုးတက်ရေးဆိုင်ရာအကြောင်းအရာအများပြားရှာဖွေရတာကိုနှစ်သက်ကြပါလိမ့်။ Generation Z အများဆုံးအသုံးပြုတဲ့ social media တွေကတော့ YouTube 89ရာခိုင်နှုန်း Facebook 88ရခိုင်နှုန်း TikTok 98ရခိုင်နှုန်း Instagram 93ရခိုင်နှုန်းနဲ့ H 58ရခိုင်နှုန်းတို့ဖြစ်ပါနေသူတို့ဟာအဆိုပါ social media တွေကိုအသုံးချပြီးတစ်ဖက်တစ်လမ်းကနေဝင်ဝင်ရရှိဖို့အတွက်ကြိုးပမ်းနေကြတာလည်းဖြစ်ပါနေ generation z တွေပြန်ပြန်နေစဉ်အင်တာနက်အသုံးပြုမှုက12နာရီနဲ့8နာရီအထိသာရှိတာကြောင့်အချိန်အကြာကြီးသုံးပြုခြင်းဟာ စိတ်ကျမ်းမာရေးချိုးယွင်းမှုဖြစ်ပေါ်နိုင်ခြေများတယ်လို့သုတေသနပညာရှင်တွေကပြောကြားထားပါတယ်။ဆိုရှယ်မီဒီယာကိုအချိန်ကြာမြင့်စွာအသုံးပြုခြင်းက generation 53ရခိုင်နှုန်းကျော်ကိုစိတ်ကျမ်းမာရေးချိုးယွင်းမှုများစွာဖြစ်ပေါ်စေနိုင်ပြီး58ရခိုင်နှုန်းကတော့အခြားသူတွေဖိအားများစွာကိုရင်ဆိုင်ရပြီးစိတ်ထိခိုက်မှုများစွာကြုံတွေ့နေရကြောင်းထိုင်းနိုင်ငံအမျိုးသားစီးပွားရေးနဲ့လူမှုရေးဖော်ပြတော်တဲ့ရေးကောင်စီ NESDC ကအသိပေးလာတာဖြစ်ပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်